နေချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဥရောပသမဂ္ဂနဲ့အမေရိကန်လည်းသူတို့သာအကယ်၍ဒီပြဿနာဟိုလူမားပါဒီလူမားပါဆိုပြီးတော့ပြောခဲ့မယ်စစ်မှာဟိုလူမားပါဒီလူမားပါပြောတိတ်ချာသူတို့လည်းပြဿနာမှာ teleportation မှာကျိုးဆိုပါတယ်နော်ဒီစနေဆိုရင်မြန်မာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအငြင်းစင်တန်းဆက်ပြနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာဒီမဖြစ်နိုင်တာတွေကိုစတန့်ထွင်နေသော energy တွေအများကြီးအများကြီးတာဝန်ယူရမှာဖြစ်တယ် ရန်အော်ဒီနေရာမှာလည်းသူပြောရန်ပေါက်ကွဲမှုကိုဖြစ်နိုင်တာလေသူပြောသွားတော့အောင်မြက်အောင်မြက်ကိုကိုကလည်းပြောရန်ပေါက်ကွဲမှုဖြစ်တာကိုတဲ့လိန်ပြီးသတင်းထုတ်တဲ့အကြမ်းဖက်အာဗီမီဒီယာတွေပါဒါကလည်းထက်တော့စဉ်းစားရစရာတစ်ခုဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဗျာနော်ဟိုဒီကိစ္စမှာတစ်ဖက်စေတူးကြမီဒီယာတွေက တင်သောတင်သောသတင်းတွေပေါ်မှာကျွန်တော်တို့ခံစားချက်တွေအများဆုံးပြင်းထန်ပါတယ်နော်အဲထို့သူစစ်တပ်ဘက်ကလည်း ဒီကြောင်တိုက်ခိုက်မှုတွေမလုပ်ဘူးလားဆိုတဲ့အခါကျတော့စင်စက်နဲ့လည်းလုံနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ဘက်ကကျွန်တော်တို့ယုံကြည်မှုအဖြစ်နည်းနည်းပို့ပြီးအလေးသာသွားပေမဲ့စစ်တပ်ဘက်ကပြန်လဲပြီးတော့ထုချေလာတော့နော်စစ်တပ်အားပေးထောက်ခံသူပဲဖြစ်ဖြစ်ဒီဘက်ကပြန်လဲတင်ပြတဲ့အချက်လက်တွေအားဖြင့်ကြည့်မယ်ဆိုရန်ပောက်ကွဲမှုကိုလိမ်ပြီးတော့သတင်းထုတ်တာလည်းဖြစ်နိုင်တယ်အဲ့ဒါလည်းဖြစ်နိုင်တဲ့ကိစ္စတွေတစ်ခုပဲလीနော်ကျေးဇူးတင်ပါတယ်ဒါမျိုးထောက်ပြတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ဟုတ်တယ်ရန်ပောက်ကွဲမှုဆိုတာဖြစ်လေဖြစ်တာရှိတော့အရာတစ်ခုဖြစ်တယ် တော့အခု KIA နဲ့ကျွန်တော်တို့ဟိုကချင်ပြည်နယ်နဲ့ကျွန်တော်ဒီစကိုင်းတိုင်းကမြေပြင်ကူးလူသွားမယ်ဟေးဆိုရှင်လွယ်ကူသွားပြီ။အဲကြောင့်အင်းတော်မျိုးကိုတို့ရရသွားတဲ့အတွက်ကြောင့်မို့လို့အဲ့ကနေပြီးတော့ဒီကချင်ပြည်နယ်ဖားကန်းတော်ကရဟန်းပောက်ကွဲအားတွေအရန်တော့တော့ဒီကျွန်တော်တို့ကချင်ပြည်နယ်မှာ ောက်ကွဲမှုပြင်းတဲ့ရန်နေပေါ့အသုံးပြုပါလား။ဘာကြောင့်လဲဆိုတော့ကြောက်ကြောက်တူးရတယ်လေ။ကြောက်တူးတဲ့ခါမှာအဲ့ဒီကရန်နေအားလုံးကကချင် KIA ကစကိုင်းကိုဝင်လာခြင်းနဲ့တူပါလာပါတယ်။အဒီရန်နေကစီမံခန့်ခွဲမှုမတက်ဘူးဆိုလို့ရှိရင်တော့ပောက်ကွဲတက်တော့အရာတစ်ခုဖြစ်ပါတယ်။အဲ့တော့အေးပေါ့အဲ့ဘက်ကထောက်စားကြည့်မယ်ဆိုတော့ဒါလည်းဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်တယ်နော်။ထမင်းရဲ့တည်င်းပါ ုံမောင်ကြီးတဲ့ကျွန်တော်ယူရမှာလဲအရင်ကနွားကြောင်းတဲ့ကောင်လေးတဲ့လက်နဲ့ရပြီးတော့ရမ်းလဲဆိုးနေကြတယ်တဲ့ရွာက PDF ဘယ်သူမဆိုးတဲ့နာမည်အတိအကျပေးပေမဲ့တာဝန်ရှိသူတွေတိအောင်ကူညီပါအောင်တဲ့ဘာမှဖန်ဆီးဆောင်ရွက်ခြင်းမရှိတဲ့ပုံစံမျိုးပြောပြောတယ်လို့ကျွန်တော်နားလည်ပါတယ်နော်ဟုတ်လားအဲ့တော့ပြည်သူချားနေတယ်ဆိုလဲပြည်သူထိခိုက်အောင်မလုပ်ရဘူးလေတဲ့အာလမန်မှာလည်းပြည်သူချားနေတယ်ပြည်သူထိခိုက်အောင်မလုပ်ရဘူးဒါပေမဲ့ ဘလို့လုပ်မလဲဒီနိုင်ငံအေးချမ်းဖို့အတွက်ကပြည်သူကြားထဲမှာခိုအောင်နော်ပြည်သူကြားထဲမှာခိုအောင်ပြီးတော့အင်တာနက်ပေါ်ကနေလေလုံးထုတ်နေတဲ့ဒီ NLD တဖြစ်လဲကျွန်တော်တို့ဟိုတုန်းကစစ်သွေးကြဒီအစိုးရယူတွေအစိုးရယူတွေကိုကျွန်တော်တို့အဓိကပြစ်တင်တယ်သူတို့ရဲ့လေလုံးထုတ်မှုနော်သူတို့ရဲ့ပြည်သူကြားထဲမှာခိုအောင်ပြီးတော့အိမ်ကြီးပေါ်အိမ်လေးစောင့်နေတဲ့ကိစ္စမျိုးကဘလို့မှမနိုင်နေနဲ့လဲမနိုင်နေရင်လဲတမောက် နှိမ်နှင်းရင်လည်းတမောက်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့သူတို့အများအားပြောနေသလိုပဲ collateral damage မရည်ရွယ်ပဲနဲ့ထိခိုက်နစ်နာရတဲ့ပြည်သူဖြစ်သွားတာပေါ့ဗျာနော်အဲ့တော့အစိုးရကလေရင်နဲ့လေချောင်းနဲ့နှိမ်နှင်းခဲ့သည်ရှိရှိမနှိမ်နှင်းခဲ့သည်ရှိရှိနှိမ်နှင်းခဲ့ရင်လည်းဒီကိစ္စကနှစ်ဖက်စလုံးမမှန်ပါဘူးမနှိမ်နှင်းမြန်ရင်လည်းဒီသဘုံများသည်နော်အိမ်ကြီးပေါ့အိမ်လေးဆောက်ပြီးအစိုးရယူယူနေပြည်သူကိုအကာအကွယ်ယူနော်ပြည်သူကို ပြည်သူအားကိုးနေပါတော့ပြည်သူအသက်တွေကိုစတဲ့ပြီးတော့အစိုးရယူယူနေတာဟာဒီစစ်သွေးကြွားတွေအားလုံးအစိုးရယူတွေတည်တင်တယ်ခမားတို့ကိုကျွန်တော်တို့ကအပြစ်တင်တယ်ဒီကိစ္စမှာနော်အဲစစ်တပ်လေးချောင်းကနေဟိုတိုက်ခိုက်ခဲ့ရင်လဲအကျွန်တော်တို့အပြစ်တင်မှာဖြစ်တယ်လို့ဒီကိစ္စမျိုးတွေရဲ့မှာအပြစ်ကိုတဝက်နီးပါးတဝက်ကျော်နီးပါးယူရမှာကခမားတို့အစိုးရယူအစိုးရယူတွေလည်းပြည်သူအသက်တွေကို ကာဘာယူပြီးတော့အစိုးရယူနေတာအဲ့တော့ခင်ဗျားတို့တွေရဲ့စုရက်တွေဟာစစ်ထမဲ့နေရာဖြစ်တယ်လေနော်အဲ့တော့ဒူဝါလက်ရှိလားကိုယ်တိုင်နံပါတ်၁ချက်သူတာဝန်ယူရမှာဖြစ်တယ်ဒီတပင်းဘုံကျဲမှုမှာအာသူတို့တွေကစကိုင်းတိုင်းကိုရောက်နေပါပြီတပုံရှိတဲ့အရက်ကလာမှာပဲလေနော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာနိုင်ငံတကာကစန့်ကျင်ကန့်ကွက်သူတွေလည်းရှိမယ်နိုင်ငံတကာအစိုးရတွေပေါ့နိုင်ငံတကာအစိုးရတွေလူခွင့်ရေးကောင်စီတွေ သူတို့တွေကိုယ်တိုင်ကလည်းဒီပြဿနာရဲ့ဥပမာဖြစ်အင်္ဂလိပ်လိုပြောမယ်ဟဲ့ဆိုလို့ရှိရင် they are part of problem သူပြဿနာရဲ့အစိတ်ပိုင်း okay we want to be part of solution ဆိုတော့ကျွန်တော်တို့ပြဿနာအဖြေရဲ့စိတ်ပိုင်းတစ်ခုပဲဖြစ်ချင်တယ်အားလုံးကပြဿနာနိုင်ငံတကာအဖွဲ့အစည်းနိုင်ငံတကာကလည်းတကယ်ပြဿနာဒီပြဿနာမှာတစ်ဖက်ဖက်ကိုလိုက်မိပြီเนาะလိုက်မိပြီဆိုရင်တေးချတယ် ခင်ဗျားတို့အားလုံးကပြဿနာတွေပါဥပမာပြအမေရိကန်ဒီလိုမျိုးပေါ့ဟိုစကိုင်းတိုင်းမှာဖြစ်ပြတရားတရားနဲ့သူ့ကိုတက်ကိုသူတက်တာနဲ့ပတ်သက်ပြီးတော့ NUG မှန်ပါတယ် NASA ကမှားပါတယ်အဲ့ဒါဥရောပသမဂ္ဂအနေနဲ့လည်း NUG မှန်ပါတယ် NASA ကမှားပါတယ်ဆိုပြီးတော့ NASA ကယူဒီလိုဒီလိုလောက်ရမယ်ဟဲ့ဆိုလို့ရှိရင်တေချာတယ်သူတို့ဒီလေပြဿနာရဲ့ဒီပြဿနာရဲ့အစုအဖွဲ့ဝင်နေတဲ့မှာဒီပြဿနာကိုပို့ဆိုးအောင်လုပ်နေတယ်သူတို့လည်းပါတယ်သူတို့လည်းတာဝန်ယူရမှာဖြစ်တယ်ဒီပြဿနာရဲ့အစိပ်ပိုင်းတစ်ခုပဲကျွန်တော်တို့လည်းဒီလိုပဲကျွန်တော်လည်း NASA ကယူမှန်ပါတယ်ဟဲ့လား အာဘာမှဒီလိုလေချောင်းတိုက်ခိုက်မှုကြီးမှန်ပါတယ်နေ NUG ကြီးမှားပါတယ်ဆိုတဲ့ပုံစံမျိုးပြောကျွန်တော်လည်းပြဿနာရဲ့အစိပ်ပိုင်းတစ်ခုပဲအဲ့တော့ကျွန်တော်ပြောချင်တယ်အဓိကကတော့ဒီပြဿနာမှာဘယ်သူမှမမှားသလိုဘယ်သူမှမမှန်ဘူးအဓိကပြဿနာကတော့အဲ့ဒီနိုင်ငံတကာ global standard ပေါ့နိုင်ငံတကာအစင်တန်းနဲ့ချိန်ရမှာပါနော်နိုင်ငံတကာကျွန်တော်တို့ဥပဒေတွေနဲ့ချိန်ကြည့်လိုက်နိုင်ငံတကာမှာဘယ်နိုင်ငံမှာများ ်င်ကြီးပေါ်ပင်လေးစောက်အပင်လေးပေါက်တာเนาะအိမ်ကြီးပေါ်အိမ်လေးစောက်တာကိုခမရတို့နိုင်ငံတွေမှာလက်ခံသလားလက်ခံတယ်ဟေ့ဆိုလို့ရှိရင်တော့အန်ယူဂျီရဲ့မြန်မာနိုင်ငံမှာအိမ်ကြီးပေါ်အိမ်လေးစောက်နေတာလေးကိုခမရတို့ဟိုအားပေးပိုင်ခွင့်ရှိတယ်ကိုယ်နိုင်ငံမှာကြတော့အစိုးရ2ရက်3ရက်ရှိပိုင်ခွင့်မရှိဘူးဟုတ်လားအစိုးရ1ရက်နဲ့စစ်တပ်တစ်ခုပဲရှိရမှာဆိုတဲ့ပုံစံမျိုးတွေရှိပေမဲ့မြန်မာလိုနိုင်ငံမျိုးမှာဒါအစိုးရကြီးဟဲ့ဒါအစိုးရလေးဟဲ့ဒီဘက်ကအားပေးရမယ်ဟိုဘက်ကအားပေးရမယ်ဆိုတာ ဒီနိုင်ငံတကာအဖွဲ့အစည်းတွေဒီနိုင်ငံတွေကပြဿနာတကယ်သူတို့ကိုယ်တိုင်ပြဿနာတွေဖြစ်နေတာနော်အဲ့တော့အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီပြဿနာတွေလုံးဝစိတ်မကောင်းဖြစ်ရပါတယ်ပေါ့နော်အခုလက်ရှိရေဘူးရအပြည့်သုံးသက်ယူဆလို့ရတာတော့ကျွန်တော်မပြေသောခံရရှိဖို့ဗျာနော်စစ်တပ်ကတော့ညင်းဆိုတာရှိတယ်ကျွန်တော်တို့ကမပြေသောခံရရှိစစ်တပ်ဒီလေချောင်းအပြည့်ပုံမှန် တိုက်ခိုက်မှုတွေเนาะဒီသဘုံရှိတဲ့အရက်ကိုတိုက်ခိုက်မှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်စိတ်ထဲမှာကျွန်တော်ဝင်ခံပါတယ်စစ်တပ်ကလေချောင်းတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့ခံစားရပါတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်စွပ်စွဲမှုတော့မဟုတ်ဘူးကျွန်တော်ခံစားရတယ်ကျွန်တော်ခံစားချက်ပြီးတော့ပြောပိုင်မှရှိပါတယ်เนาะအဲ့တော့အိမ်ကြီးပေါ့အိမ်လေးစောင့်နေတာခင်ဗျားတို့အားပေးနေတဲ့ကာလပတ်လုံးခင်ဗျားတို့ကျွန်တော်တို့ဒီလေပြက်တနာရဲ့ အစိတ်ပိုင်းတစ်ခုဖြစ်နေတယ်ကျွန်တော်ကိုယ်တိုင်အဖြေဖြစ်ဖို့ကြိုးစားအဖြေဖြစ်ဖို့ကဘာလုပ်ရမလဲကျွန်တော်တို့အားလုံးကအရှိတရားနဲ့အတိတရားကိုလက်ခံရမယ်အဲ့ဒါကတော့လေကျောင်းမြန်မာနိုင်ငံမှာအစိုးရတရက်နဲ့စစ်တပ်တစ်ခုပဲရှိရမယ်နော်အိမ်ကြီးပေါ်မှာအိမ်လေးဆောင်ဟာဟိုနေရာကဟိုစစ်တပ်ဒီနေရာကဒီစစ်တပ်ဆိုတဲ့ပုံစံမျိုးဟာအဲ့ဒါကိုလက်ခံရတော့ခင်ဗျားတို့ကိုယ်တိုင်လည်းဒီပြဿနာကိုရှုပ်ထွေးအောင်လုပ်နေဥပမာဒီ JFN ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ JFN ဆိုတဲ့အဖွဲ့အစည်းက Justice for Myanmar ပေါ့သူတို့ကတော့ ကျွန်တော်တို့တို့အဖွဲ့အစည်းကိုလေ့လာကြည့်တာတော့လေအခိုးကြောင့်ခိုးဝန်းနဲ့ဖွဲ့ထားလို့ကြားသိရတယ်နော်တို့အဖွဲ့ဘယ်သူပဲဝါဆိုတာတို့မပြောဘူးနိုင်ငံကမှာရှိနေတဲ့အချက်လက်တွေကိုတို့အားလုံးကိုလေ့လာတယ်လေ့လာပြီးတော့မြန်မာနိုင်ငံမှာပဲအဲဆိုရကပဲစီးပွားရေးလုပ်နေပါပြီဘယ်သူကပဲစီးပွားအမြင်မတူတဲ့သူအသွင်မတူတဲ့သူတို့ဒီဘယ်လိုခေါ်မလဲဆိုတော့တော်လန်ရေးအားပေးဒီစစ်သေးကြတော်လန်ရေးကိုအားမပေးမထောက်ခံတဲ့သူမှန်သမျှဟာတို့ရဲ့ပြစ်မှတ်ဖြစ်ပြီးတော့ပြစ်ရှာနေတဲ့ GFN ဆိုတဲ့အဖွဲ့အစည်းရှိတယ်အဲ့ဒီအဖွဲ့အစည်းကအခုဆိုလို့ရှိရင် ဒီပြဿနာပေါ်မှာအခြေခံမြန်မာပြည်ကတထေးကြီးတွေကြောက်ဖြစ်တာဆိုပြီးတော့တထေးကြီးတွေကြောက်ဖြစ်တာဆိုပြီးတော့ငါနဲ့မတူငါရန်သူအဖွဲ့စည်းပါ JFM ဆိုတဲ့အဖွဲ့စည်းကအဲ့တော့အဲ့ဒီအဖွဲ့စည်းကပဲ Facebook ပေါ်မှာဆိုလို့ရှိရင်လည်းဟိုအမြင်မတူတဲ့သူတွေလိုက်ပြီးတော့မောင်းထုတ်နေတာတင်းဟလာကျွန်တော်တို့ဒီ platform လုံးနေရာကြီးအားလုံးကိုသူတို့ကပဲလုံနေတာဖြစ်တယ်အဲ့တော့ဒီအဖွဲ့စည်းကတော်တော်ဟာတာနိုင်တဲ့အဖွဲ့စည်းပါအခုဒီပြဿနာဒီဒီအဖွဲ့စည်းကလည်းပြဿနာအဖွဲ့စည်းပါနော်တို့မြန်မာနိုင်ငံကြီးပြဿနာကြီးဖြစ်နေတယ်လို့ပါ အရာရာချင်းချင်းယုံကြည်ကြပါတဲ့နော်တဲ့တဲ့ဟုတ်ပြီအဲ့တော့စာတင်ကြောင်းတည်တဲ့စစ်စခန်းမဟုတ်ပါလက်နက်တူလောင်လို့မရပါဟွန်းကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်တို့ဒီတပင်းနဲ့ပတ်သက်ပြီးတော့အတူချုံကြီးပြောရမယ်ဆိုလို့ရှိရင်လုံးဝလုံးဝစိတ်မကောင်းပါဘူး ကယ်၍စစ်တပ်ကလေကြောင်းတိုက်ခတ်ခဲ့သလားမတိုက်ခတ်ခဲ့သလားဆိုတာကိုတော့ကျွန်တော်တို့ဂါဂနန္နာတိတိကျကျတေတိချာချာကိုကျွန်တော်တို့မပြောနိုင်ပေမဲ့စစ်တပ်ဒီအမ်လေကြောင်းကိုအဓိကထားပြီးတော့ရေးယူရေးယူနေရတဲ့အတွက်ကြောင့်မို့လို့เนาะမပြေတော့ကံရရှိတစ်ဖက်ကဆွဆွဲလာပြီးဟေ့ဆိုလို့ရှိရင်တော့ဖြစ်တန်ချီများတယ်ဆိုပြီးကျွန်တော်တို့ခံစားရပါတယ်။သို့ပါတော့လည်းစစ်တပ်ဘက်ကဆန္ဒကိုထောက်ပြတယ်လို့ပေါ့နော်။ညရာဒီကြောင်းမတက်ဘူးလေ။နောက်တစ်ခုကအဲ့ဒီနေရာမှာရန်နေရန်နေပောက်ကွဲအားကြောင့် လောင်ကျွမ်းတာလည်းဖြစ်နိုင်တယ်အဲ့တော့တစ်ဖက်ကပြန်လဲထောက်ပြတာကိုလည်းကျွန်တော်တို့ကလေးစားသမှုရှိရမှာဖြစ်တယ်ကျွန်တော်တို့ကခန်းစားချက်ကတော့စစ်တပ်ကတော့ကျဲသွားတယ်ဒါကျောင်းခန်းစားချက်ပဲသို့ပါတော့လည်းခန်းစားချက်ဒီအမှန်မဟုတ်ပါဘူးเนาะအမြင်ဒီလည်းအမှန်မဟုတ်ပါအဲ့ဒီတော့ကြောင့်မို့လို့ဒီစစ်တပ်ကပြန်လဲပြောသလိုမျိုးအဲရံပေါက်ကွဲလို့ဟလာသူတို့အချင်းချင်းတိုက်ခိုက်လို့လုံးကြံဖန်တီးမှုအဲဒါတွေအားလုံးကတော့စစ်တပ်ဘက်ကပြန်လဲပြီးတော့ခြေဖားချက်တွေပေါ့လीเนาะဒါကတော့ အဲကျွန်တော်အနေနဲ့တော့ဆက်လက်ပြီးတော့ဘယ်သူမားတယ်ဘယ်သူမှန်တယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးရောအရှိဆက်လက်ပြီးလေ့လာသွားပါမယ်ဘယ်လိုပဲဖြစ်ဖြစ်ပါဒီကိစ္စမှာကျွန်တော်တို့ဘမ်းမလိုက်တင်ပါဘူးအဒီကိစ္စမှာကျွန်တော်တို့ဆက်လက်ပြီးပြောရမယ်ဆိုရင်အိမ်ကြီးပေါ်အိမ်လေးစောင့်နေတယ်နော်အပင်ကြီးပေါ်အပင်ပင်စင်ပေါက်ချင်နေတော့အန်ယူဂျီကပြည်သူလူထုရဲ့အသက်တွေကိုအကာအကွယ်ယူပြီးအစိုးရယူနေရတယ်ကျေးဇူးပြုပြီးတော့ရက်တန်းကရက်ပေးပါ